ဥရဝေလာတောင်ဘက်ကိုရောက်ပါတာနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီတစ္ဆကပြပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂ္ဂရေတုအနုပုပ္ပေနစာရိကံစရမနောမဂ္ဂရာတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှစ်ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုရေနဥရဝေလာတေနာနိဂမောတရဝတရိဥရဝေလာတော်တေနာဆိုတဲ့ဏိကုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလိုတယ်တေနာဏိကုံးရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာကိုပြောတာเนาะ ဥရဝေလာတော်သေးတဏီကုံရွာဘက်ကိုရောက်သွားတယ်။ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂရာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိမှာပေါ့။ခဏိခေမြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့။ချင်းနေတွေအများကြီးပြောင်းနေပြီပေါ့။အဲ့ဒီမှာဥရဝေလာတော်နာမှာကြည့်တော့နေရာဌာနအနေထားတစ်ခုကိုရသော်ဘုရားကပြန်ပြီးတော့ပြောထားတာပါတော့ဆို။ ရမဏီယံဘူမိဘာကံဥရဝေလာတော့ကြည့်လေရတာမြေကလည်းပဲမြေပြတ်အင်တမဟိုပျော်မွေးစရာကောင်းတယ်ပျော်မွေးစရာကောင်းတယ်မြေပြင်ကလည်းပျော်မွေးစရာကောင်းတယ်ပန္တာတိကံသဝနတန္တတောဥလေးကလည်းလှတယ်နတိစတန္တန်တေနတိန်စတန္တန်တေမြေကြီးတွေကလည်းစီးနေတယ် မြင့်ရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူး။သို့သောပပိစာတုံးမှာတော့နေရင်စရာမြင့်လို့ထည့်ပြီးတော့ပြောတာ။နေရင်စရာမြင့်ဆိုတာမော်ရီညွန်နေမရှိလို့ရေကအမတမကြီးတယ်ငားလေးတွေကူးနေတာတောင်မြင်ရတော့အောင်ရေကြီးတယ်လို့ဆိုလိုတယ်ပေါ့မြင့်ကလည်းပဲတသွင်းသွင်းစီးဆင်းနေတယ်တေးတကံမြင့်ရည်လေးကကြီးပြီးတော့ဖွေးနေတာ တုပ်ပတိဋ္ဌံစိတ်ကမ်းလေးတွေကလည်းအမတမတာယာလှပါတယ်။ခြောက်ကဘာကြီးတွေမဟုတ်ဘူး။မြစ်ထဲကိုဆင်းမို့ရ။တောင်မြင်လေးနဲ့စိတ်ကမ်းလေးတွေကလည်းအမတမကောင်းတယ်။တုပ္ပတိဋ္ဌံရမဏီယံတမန္တာသခောစရကာမံပဝန်းကျင်ကလည်းဆွမ်းကံရွာတွေရှိတယ်။အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါ ်တမပြည့်စုံမြေပြင်ကလည်းပဲဟိုညင်ညာတယ်ပြောင်းမွေစရာကောင်းတယ်တောက်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကန်းလေးကလည်းအမတန်မှตายရတယ်ပဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကို တရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီးဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆုံးဖြတ်ပြီးဥရဝေလာတော်မှာဖရာအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်နော်ဒါအော်တိုဘိုင်ယိုဂရဖီထက်ကထာကရေးတဲ့စကားမဟုတ်ဘူးဖရာကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာ